ချက်ချက်တော့ MongoDB ရဲ့ compass က UI ကြီးဟာပေါ့နော်။ဒါ GUI ဆိုရင်ဒီမှာဒီဒါကို connect လုပ်ထားရပေါ့နော်။ဒါ connect လုပ်ထားတယ် connect လုပ်ဖို့ဆိုရင် preview ပုံစံဒီမှာရမယ်လေဆိုရင်ဒီကောင်ကို Mongo SH ကို run လိုက်တဲ့အချိန်ကျရင်ဒီက connecting to ဒါပြရမယ်။အပြင်ဘေးဥစားအသုံးပြုတာလည်းဒီမှာပြထားရပေါ့နော်။ ပြောပါ යි ဆိုရင်ဒီ test ဆိုမှဝင်တော့အချိန်ကြာညပြီပေါ့နော်ကိုပြမအောင်ဆုံးဒီကကိုကိုရှင်းပြမယ်ပေါ့နော်ကိုကြီးမှာကြ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 တော့ဒီက user CRUD API တခုပြင်မအောင် မြန်မာမွန်ဂိုဒီပီဒီတာဘေးကိုတော့အန်ခရုစ်နက်ပြေတော့လို့ရပြီဒီဟာ QA ရစ်တေအအတိတ်ဒလီလုံဆောင်ချက်တွေပေါ်ရင်လည်းပေါ့နော်ပထမအောင်ဆုံးပါလို့မလဲဆိုရင်မွန်ဂိုဒီပီကို start up လုပ်မယ်ပထမအောင်ဆုံးပါလို့မလဲဆိုရင်မွန်ဂိုဒီပီဒီတာဘေးကို start up လုပ်မယ်ပေါ့နော် ဒီဘာလဲဒီ Mongo TV ကိုဘာနဲ့ကျေစပ်မလို့ဆိုရင် unscrew unscrew IO motor client နဲ့အချိန်မျိုးပေါ့နော်ဒီဥစ္စာကျေစပ်ဖို့တုံးနေအဲဒီဘာ data bill ကိုအသုံးပြုမလဲဆိုရင်သူပြောတာအကြာကြာတရား fat API data bill ကိုဒီမှာဒီ TV ဆိုတဲ့ဟာအဲဥစ္စာကိုတုံးမလို့ပြောတာဒီ user collection ကြာ CRUD လို့ပို့တုံးနေပေါ့နော် ောက်တုံးမရေးတာလဲခုတုံးမရေးမှဆိုရင်မော်တာလိုက်ပြီးတုံးမယ်ပေါ့နော် database ကို database MongoDB database ကိုလမ်းကြည့်ဖို့အတွက်မော်တာလိုက်ပြီးကိုအသုံးပြုထားပြမယ်ပေါ့နော်ဒီပရမောဆောင်အနေနဲ့ဒီအကြက်ကြက်တော့ and screen and synchronous နဲ့ချိန်ဆက်ဖို့အသုံးပြုထားတဲ့ခိုင်းရင်းဖြစ်တယ်ပေါ့နော်ခိုင်းရင်းခိုင်းရင်းတွေကို variable ဆို and screen and synchronous IO motor client ဆိုတဲ့ဒီအောင် Mango TV ဆိုရဲ local hot data phone နေနဲ့ဒါကြာရှူရအဲ့တော့ပေါ့နော်ဒီကောင် local hot 27017ဆိုရဲဟာကိုတုံးနေပေါ့နော်ဒါကြာ default pointer နောက်တစ်ခုဖန်တီးလိုက်မယ်ဆိုရင်ဒီကနေမှတော့တစ်ခုဖန်တီးလိုက်မယ်ဆိုရင်ဒီဟာ pocket ပေါ်နံပါတ်ပြောင်းရမယ်ပေါ့နော် database client ဆိုတဲ့ဒီဥစားချက်ကျတော့ database ထဲမှာ dfat database ဆိုတဲ့ database နေကိုရွေးချယ်ရပါတော့။ and db ထဲမှာ fat api database ဆိုတဲ့ database မရှိဘူးဆိုရင်လည်းအဲတော့တခါတဲ့အဲ write လုပ်တဲ့တော့ record တစ်ခုကို write လုပ်တဲ့အခါ automatic အသစ်ဖန်တီးပေးမယ်ပေါ့နော်။ app အဲ fat database ကို python ဖြစ်ရေးပဲဖြစ်တဲ့ db ထဲမှာတင်ထားမယ်ပေါ့နော်။ artifact api database ရဲ့နေမှာ user ဆိုရဲ collection name ပရတိဘယ်နဲ့စနေပေါ်တော့ azure database collection name ရကြ azure database မှာတည်ဝင်တဲ့စနေပေါ်တော့ active user ဆိုရဲ table ပုံစံနဲ့မှာအာ document တွေကိုတင်ထားမဲ့ container ဖြစ်တယ်ပေါ့နော် python variable ဖြစ်တယ်မှာဆို user collection name မှာတင်နေ active ဆိုတဲ့မှာရှိရဲ့ဒီ user ဆိုတဲ့ဟာကိုတင်လိုက်တယ်ပေါ့နော် ဒါယူတိုင်းမှာဘာလို့လို့ယူရမလဲဆိုရင်ဒီကောင်လေးလို့လို့ရတယ်ဘာဆိုရင် for fat api import fat api ဘာလို့တော့မလဲဆိုရင်ဒီမှာမော်တာကိုတော့မကြောင်မလို့ for for motor ရမှာ motor and screen node ဆိုရတဲ့နေရာမှာ import unscrew unscrew i i i o motor client ဆိုတဲ့ဟာကိုတုံးမယ်ပေါ့နော်ဒါဆိုရင် import လုပ်တာပြီးသွားပြီပေါ့နော်ဒီမှာပထမဆုံးနေနဲ့ဘာလို့မလဲဆိုရင် and create လုပ်မယ်ပေါ့နော်ပထမဆုံးလည်းမကိုဒီဖြူစတန်လို့ရမှာ equal to fat api ဒီကောင်လို့ပြောရဆိုရင်ပထမဆုံး mongodb ကို start လုပ်မယ်ပထမဆုံး database နဲ့ launch ချိန်မယ်ပေါ့နော် database နဲ့ launch ချိန်မယ်ဆိုရင်ဘယ်လို launch ချိန်မလဲပေါ့နော်အက client နဲ့ကို part လုံးလဲဆိုရင် client မကူတီပီမကူအမ်အိုအန်တီအိုမကူတီပီတီဗီအနီမာပတ်လက်ပတ်လက်ပလဇွေလုကေလုကေဟော27017တဘောနေနေဒီကောက်ထည့်လိုက်တယ်ပြီးသူရဲ့ data base ရဲ့ db ဆိုတဲ့ကိုတင်နေ ောက်သိမ့်မလဲဆိုရင် add client ရဲ့လုပ်ထားတဲ့ဒီဆောင်ပဲပေါ့နော် database database ဒီဆောင်ပဲ data database ကဘာလို့ဆိုရင် class api ဆိုတဲ့ db ဒီဆောင်တယ်ပြောရဆိုရင်ဒီနောက်တစ်ခုကကျတော့ user collection ဆိုတဲ့ vd event ကိုထည့်မယ်ဘာလဲဆိုရင် data database ဒီဆောင်တယ်ပေါ့နော် database ပုံစံအတွက် db တွေကမှ user တွေကို đi cầu mà mình suy cầu mà ăn nè sao lại đuôi vậy